ရန်ကုန်ကြောက်တရားမှာဒီနေ့ညနေမီးလောင်မှု ဖြစ်ပွားခဲ့တဲ့တဲ့ဒီနေ့29ရက်နေ့17လပိုင်း2025မှာညနေ4နာရီ29မိနစ်အချိန်ကရန်ကုန်တိုင်းဒေသကြီးကြောက်တရားမြို့နယ်အမှတ်9ရပ်ကွက်လမ်း40အောက်ဘလောက်မှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ် မိကိုတော့၄နာရီ34မိနစ်အချိန်မှာမိငိမ့်သက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီရပိုင်းမှာရန်ကုန်မှာနေတိုင်းလုံလုံမိလောင်မှုတွေလည်းဇက်တိုက်ဖြစ်ပွားနေပါတယ်။မြို့နယ်တွေထဲမှာလည်းမိလောင်မှုတွေဖြစ်ပွားနေတာကိုမြင်တွေ့ရပါတယ်။ရန်ကုန်အပြင်တခြားမန္တလေးမှာဆိုရင်လည်းမိလောင်မှုတွေတော်တော်လေးကို ဖြစ်ပွားတာတွေ့ရပါတယ်။ဒီနေ့တရက်အထက်မှာပဲမြဝတီဘက်မှာလည်းမိလောင်မှု ကြီးကြီးကျယ်ကျယ်ဖြစ်ပွားခဲ့ပါတယ်။မြဝရီကတော့ကတ်အိုးပေါက်ခဲ့တာကြောင့်မလို့မိဟာဆိုရင်အတော်လေးကိုကြီးကြီးမားမားလောင်ကျွနေတာကိုလည်းတွေ့ရပါတယ်။မိဘအန်နေရီတတိပြူကြဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်။